ဲအားလုံးကိုဝိုင်းချင်းမိတဲ့ညီမအားလုံးတို့ကမင်္ဂလာပါတော့ဥပ္ပဒါနှုတ်ဆက်ပါရဲ့ရနော်အချင်းမိတဲ့ညီမအားလုံးပဲမင်္ဂလာရှိတော့ညာချမ်းလေးပါချင်းမိတဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့အားလုံးပြည့်စုံကြပါစေကိုဝိုင်း channel လေးကိုဝင်ရောက်ကြည့်ရတဲ့ညီမအားလုံးတောင်းချင်းစီစိတ်ချမ်းသာခြင်းကိုကြည်မာခြင်းနဲ့ပြည့်စုံပြီးတော့ညီကောင်မအားလုံးပဲစိတ်သွားတိုင်းကိုပါလို့လူရဆန္ဒတလုံးတော့ပြည့်စုံကြပါစေလို့ကိုပိုင်းကဥစ္စာပဒါမှာဆုမကောင်းတောင်းမိပါတယ်နော်ညီကောင်မအားလုံးပဲမင်္ဂလာပါအဲအားလုံးမိတ်ဆွေတွေအားလုံးပဲနော်ကိုပိုင်းရဲ့နော်ဗီဒီယိုဖိုင်လေးကိုဝင်ရောက်ကြည့်ရတဲ့ညီမအားလုံးပဲတောင်းချင်းစီ channel လေးကိုဝင်လာရအောင်နဲ့လမလေးကိုစမိတ်မယ်အများမြင်များတွေ့အောင် share မှု share လေးနဲ့ကူညီထားမယ်နော်ကဲအားလုံးချစ်မိတ်ဆွေတွေအားလုံးပဲကိုပိုင်တို့ဒီညနေမှာနော်တက်ခွန်ဆိုတဲ့ကဏ္ဍလေးကိုပိုင်အားလုံးပဲအရန်ကွာကလေးနဲ့တော့ရရှိခဲ့ပြီပေါ့နော်ကိုပိုင်တို့မိတ်ဆွေတွေအားလုံးကိုပြောပြခဲ့တယ်73 G ကိုနော်73 G ကိုတဲ့ကိုပိုင်မိတ်ဆွေအားလုံးပဲ395ခွန်နဲ့အပီး ိုပိုင်ညင်းတွေကထပ်တယ်လည်းပြောပေးခဲ့တယ်ပေါ့နော်731ကီးကိုသူ့ရဲ့မူဝါဒလမ်းကြောင်းလေးကအမြဲမှန်တယ်ပေါ့နော်ဒီကီး2ကီးသည်ညနေစည်းမှာအမြဲပေးနေတဲ့ကီးပေါ့နော်ဒါကြောင့်731ကီးကို395ခုကီးနဲ့ဒီညနေမှာအပိုင်ကစားလို့ကိုပိုင်ပြောပေးခဲ့တယ်ကိုပိုင်ကတော့73ရဲ့ကျွန်တော်တို့မိတ်ဆွေအားလုံးပဲပတ်သေးကိုအမာကင်မိတယ်ပေါ့နော်ပတ်သေးကိုကင်မာကင်တယ်အရန်နေနဲ့ပဲပါခဲ့တယ်ပေါ့နော်အရန်နဲ့10 15 10ခွန်ဆိုတဲ့ဌာနန်း၃ခွန်မှာဒီညနေမှာ10ခွန်ဆိုပြီးတော့မိတ်ဆွေအားလုံးပဲကိုပိုင်တို့ထွက်ရှိခဲ့တယ်ပေါ့နော် ကဲချင်းမိတ်ဆွေအားလုံးပဲကိုပိုင်တို့မနက်ဖန်နော်မိတ်ဆွေအားလုံးပဲတောက်ကြနေပွဲသိမ်းပေါ့နော်21ရက်နေ့နော်တောက်ကြနေပွဲသိမ်းနော်21ရက်နေ့တောက်ကြနေပွဲသိမ်းလေးကိုညီမအားလုံးနော်အစင်ပြရမယ်ကိုပိုင်းတို့မိတ်ဆွေအားလုံးပဲအကောင်းဆုံးဒီပိုင်းဝမ်ဂျင်းပတ်တီနဲ့မိတ်ဆွေအားလုံး main offer လေးကိုရေးချယ်ပေးထားပါတယ်။ဒါကြောင့်မို့ကိုပိုင်းရဲ့ဗီဒီယိုဖိုင်လေးကိုဝင်ရောက်ကြည့်ရတဲ့ညီတို့မအားလုံးပဲတူတူတရားမကြမ်းနော် ီဒီယိုဖိုင်လေးကိုပြဆိုနိုင်အောင်ကြည့်မယ်နော်9မိနစ်သာကြာခန်းတဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်ဒါကြောင့်ကိုကိုမိုင်အားလုံးပဲဗီဒီယိုဖိုင်လေးကိုပြဆိုနိုင်အောင်ကြည့်ပြီးတော့မကြော်မရစ်ဖက်နဲ့အားလုံးပဲတရားမှတ်ယူမယ်နော်ကိုကိုမိုင်အားလုံးပဲကဲကိုကိုမိုင်အားလုံးပဲနော်ကိုပိုင်းရဲ့မိတ်ဆွေညီကောင်အားလုံးပဲရှေ့တပတ်စာအတွက်ကိုလည်းနော်အဖို့လူဟောင်းနေမြင်တဲ့အဖွဲပြောင်းဝင်ခြင်းပြီဆိုရင်ကိုကိုမိုင်အားလုံးပဲရှေ့တပတ်စာအတွက်ကိုကိုပိုင်းတို့တောက်ကြတဲ့ပွဲတင်လက်ဆောင်ကဏ္ဍလည်းရရှိမယ်ပေါ့နော်ကိုပိုင်းတို့အင်္ဂါမကျော် ်နော်ဇာတုပတိနဲ့မွေးခွက်လည်းရှင်းတဲ့ပစာတော့ကိုရမယ်တောက်ကြနေပွဲသိလက်ဆောင်ကနန်ရှင်းပတိတလုံးနော်မနာဖန်တောက်ကြနေပွဲသိမှာအကောင်းဆုံးပတိတလုံးနော်ကိုပိုင်းဘက်ကရွေးချယ်ပေးထားတယ်နော် main order ခွက်ရှင်းပတိတလုံးလက်ဆောင်ကနန်ရမယ်အဖွဲကြုံဝင်တဲ့မိတ်ဆွေအားလုံးပဲအင်္ဂါမကျော်ဇာတုပတိနဲ့မွေးပရိတ်လိုချင်တဲ့ဆိုတဲ့အကိုဒီမိုင်းအားလုံးပဲ ော်ကိုပိုင်တို့မိတ်ဆွေအားလုံးပဲကိုပိုင်ရဲ့ဖုန်း3963 6694ခွန်တက်ကိုဖုန်းတော့ရခွေပြီးဆက်သွယ်ပေးထားမယ်နော်ဖုန်းနံပါတ်ကလေးတစ်ချက်တစ်ချက်ပြန်မှတ်မယ်ကိုဒီမအားလုံးပဲနော်3963 6694ခွန်တက်နော်ဒီဖုန်းတစ်လုံးပဲကင်တဲ့ KBW ဝေးရှိတဲ့အဖုန်းဝင်ကြီးက1000ကျပ်သတ်မှတ်ထားတယ်နော်ကိုဒီမအားလုံးပဲအကြိုက်တူလို့ဝန်ထမ်းတူတယ်ကိုပိုင်ကိုယုံကြည်တယ်ဆိုတော့အကိုဒီမအားလုံးပဲလက်တွဲလို့ရပါတယ်3963 6694ခွန်တက်နော်ညီမအားလုံးပဲအဲဒီတစ်ပတ်မှာတော့ကိုပိုင်အမျိုးတွေအားလုံးပဲစာတို့ပတ်စီလက်ထွက်နော်အခွေလက်ထွက် မွေးပရိတ်လည်းထွက်အကုန်ထွက်တယ်နော်ကိုယ်ပိုင်အားလုံးပဲဖောက်ဝင်သမားကြီးအားလုံးအဆင်ပြေပြီနော်လူဟောင်းတွေအားလုံးပဲမြင်နေဆိုရင်ကိုယ်ပိုင်မျိုးတွေအားလုံးပဲအဖွဲ့ဝင်ပြန်ပြီးတော့ဝင်ထားလို့ရပါပြီကဲကိုယ်ပိုင်အားလုံးပဲကျွန်တော်တို့22ရက်နေ့နေကုန်မှာအဓိကအပိုင်ကစားမှာဒီကိုယ်ပိုင်အားလုံးပဲ831ကီးပိုင်အပိုင်ကစားမယ်နော်ညီကိုမိုင်အားလုံးပဲကီးလေးကိုတခြားပြန်မှတ်မယ်နော်ကိုမိုင်နော်ကိုမိုင်အောင်မယ်ကီးလေးကိုတခြားပြန်မှတ်မယ်ကီးပိုင်ဒီ731ကီးတနေကုန်မှာအပိုင်ကစားပါ ား73တကီးနော်ဒီကီးဒီတနေ့ကုန်အပိုင်ကစားလို့ရတယ်မနက်မထွက်ညနေဇာတိုးလိုက်ပြီးတော့ကစားမယ်နော်မနက်မထွက်ခဲ့ရင်လည်းညမှာအလုံးပဲညနေကိုဇာတိုးလိုက်ပြီးတော့အပိုင်ကစားပါကီးပိုင်ဒီ73တကီး73တကီးမှာကိုပိုင်ကပတ်သီးထုတ်ထားတာဒီကိုကိုပိုင်အလုံးပဲဘာပတ်သီးလဲဆိုရင်၈ပတ်သီး၁ပတ်သီးနော်ကိုကိုမိုင်အလုံးပဲမနက်ဖန်တနေကုန်စားမှာအပိုင်ကစားပါ เนาะအဓိကတော့မန္တပိုင်းကိုကစားမယ်မန္တပိုင်းကမထွက်ခဲ့ရင်မှညနေပိုင်းကိုဇာတို့လိုက်ပါเนาะအဓိကတော့မန္တပိုင်းမှာပိုင်းကစားမန္တပိုင်းမထွက်ရင်တော့ညနေပိုင်းကိုဇာတို့လိုက်ကစားအဓိကတနေ့ကုန်မှာအားကောင်းရသည်၈ပတ်သည်၁ပတ်သည်เนาะကီးခွေက၈၃၁ကီးအခွေအခွေကြိုက်တယ်ဆိုတဲ့ကိုယ်မှအားလုံးကလည်း၈၃၁ကီးအခွေကိုအပူပါထည့်ခွေလို့ရပါတယ်เนาะရှင်းတဲ့ပတ်သက်ရင်ကိုယ်မှအားလုံးပဲ၈ပတ်သည်နဲ့ပတ်သက်ရင်ကိုယ်ပိုင်းတို့ 80ရဲ82ရဲ89ရဲ89ရဲဆိုတဲ့ကဏ္ဍလေးကွယ်တင်ကစားမယ်နော်၈ပါသောကဏ္ဍသည်တန်ခေါ်ပေးမယ်ကိုရင်းမိုင်းအားလုံးမယ်နော်80 82 89 89နော်ဒီကဏ္ဍလေးကွယ်အပိုင်းကစားမယ်တင်းနဲ့ပတ်သက်ရင်ညီမိုင်းအားလုံးမယ်30 12 16 19နော်ပြန်ခေါ်ပေးမယ်ကိုရင်းမိုင်းအားလုံးမယ်30 12 16 19နော်ဒီကဏ္ဍလေးကွယ် ိုယ်ပိုင်တို့တင်ကစားမှသည်ပတ်သီးက၈ပတ်သီး၁ပတ်သီးနော်၈ပါသောကဏ88နှစ်88နှစ်8ခု89နော်၁ပါသောကဏ30နှစ်16 19နော်အဲ့ဒီမှာအရန်နှစ်ကွဲထည့်ပေးထားတယ်ကိုယ်မအလုံးမယ်အရန်ကဘာပဲအရန်လဲဆိုရင်31ရဲ့38ရဲ့ရန်ပဲနော်31 38အထူးရန်ကွက်က31 38နော်ကီမူးက ကိုပိုင်းနမစွာအလုံးမယ်73 key အခွေနော်ကိုပိုင်းအလုံးမယ်ကဲအကြိုက်ဆုံး main ကွက်ကလေးရွေးချယ်ပေးမယ်ကိုပိုင်းအလုံးမယ်နော်အကြိုက်ဆုံး main ကွက်၈နဲ့ပတ်သက်ရင်တကွက်ကောင်းအကြိုက်ဆုံးကသည်ကိုပိုင်းအလုံးမယ်82တကွက်ကောင်းနော်၈နဲ့ပတ်သက်ရင်82တကွက်ကောင်းကြိုက်တယ်၁နဲ့ပတ်သက်ရင်19တကွက်ကောင်းကြိုက်တယ်နော်ကိုပိုင်းအလုံးမယ်၈နဲ့ပတ်သက်ရင်82တကွက်ကောင်းကြိုက်တယ်။၁နဲ့ပတ်သက်ရင်19တကွက်ကောင်းကြိုက်ပါတယ်။အထူးပတ်သီးကတော့မနက်မှတနေ့ကောင်မှအပိုင်းကစားမဲ့ပတ်သီးသည် ရှစ်ပတ်ဒီတစ်ပတ်ဒီပါကိုဒီမိုင်အားလုံးမယ်နော်ရှစ်ပတ်ဒီတစ်ပတ်ဒီအပိုင်ကစားမယ်ကဲကိုကိုမိုင်အားလုံးမယ်နော်6မိနစ်လည်းပြည့်သွားပြီဆိုတော့ကိုမိုင်အားလုံးမယ်ကိုပိုင်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီနားလေးမှာပဲကျန်သားပါတယ်ကိုပိုင် channel လေးကိုဝင်ရောက်ကြည့်ရှုရညီကောင်အားလုံးတယောက်ချင်းစီမန္တလေးဖန်တောက်ကြံနေပွဲသိမ်းမှာအားလုံးမယ်ကမ်ပိန်းလို့ထည့်ရကြပါလို့ဆုမကောင်းတောင်းပေးပါတယ်ညီကောင်တို့ရဲ့အားလုံးမယ် channel ကိုဝင်ရောက်ကြည့်ရညီကောင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြည့်ကြမှာခြင်းနဲ့ပြည့်စုံပြီးစိတ်သွားတိုင်းကိုပါလို့လူရဆန္ဒတော်လုံးလောက်ပါပြည့်စုံကြပါစေ။ နော်ကော်မန့် channel ကိုဝင်ရောက်ကြည့်ရှုရညီတို့အားလုံးပဲ share မှု share လေးနဲ့ကူညီထားမယ်လိုက်လက်မလေးကိုကိုယ်စီနေကြမယ်တောက်ကြနေပွဲသိမ်းမှာကိုကိုမိုင်အားလုံးပဲရှုံးကျွေးရှိရဆိုတဲ့ကိုယ်မအားလုံးလည်းကိုပိုင်ရဲ့အဖွဲ့ဝင်လက်ဆောင်ပတ်တီးတစ်လုံးနဲ့အပိုင်ချပေးမယ်နော်တောက်ကြနေပွဲသိမ်းမှာရှုံးကျွေးရှိရဆိုတဲ့ညီတို့အားလုံးရှိရဆိုရင်တောက်ကြနေပွဲသိမ်း share ပတ်တီးတစ်လုံးနဲ့ main off တစ်ခွက်ကောင်းရွေးချယ်ပေးမယ်အဓိကတရားရဂိုင်လုံးကပတ်တီးကိုတရားရဂိုင်လုံးပတ်မယ် နော်ပတ်သီးသီးတရားရကံတို့သိကြရဲပတ်သီးကိုတရားရကံတို့ပတ်မယ်မိန်ဟောတကွက်ကောင်းတင်ထုံးမယ်ဆိုလဲကိုယ်မအောင်မယ်အဖွဲကြုံဝင်ထားမယ်ပေါ့နော်ကိုပိုင်းအဖွဲဖုန်းဒီ39 443 649 61နော်ဒီဖုန်းတစ်လုံးပဲရှိတယ်ကေဘေးဝေဘေးရှိတယ်ဖုန်းတိုက်ရက်ခေါ်ယူမယ်နော်ကိုကမိုင်အားလုံးပဲကဲအားလုံးမိတ်ဆွေအားလုံးပဲဘာဘာများနော်အားလုံးကဏန်းလေးတွေကိုကိုကောမန့်အောင်မှာပင်ထောက်ပေးထားမယ်နော်အားလုံးကောမန့်မှာဝင်ကြည့်သွားလို့ရတယ်နော်ချစ်မိတ်ဆွေအားလုံးပဲဘာဘာများနော်မိတ်ဆွေညီတို့အားလုံးပဲဘာဘာများ